ိုက်ဆုံခမင်္ဂလာပါရှင်ကျမကတော့ဒေါ်မီမိုးဖြစ်ပါတယ်ရှင်တောင်ကြီးကနေလာပြီးတော့ဒီပလိုမာအတွက်ကိုလာပြီးအခမ်းအနားတက်ရောက်ပြီးလာယူတာဖြစ်ပါတယ်ရှင်ဟုတ်သူသားသမားဒီပလိုမာကိုကြတော့ဟိုပါပေါ့ဓမ္မမိတ်ဆွေဆရာမတွေဆရာတွေရှိရပါတော့သူတို့တွေကနေပြီးခါကျမဒီဥစ္စာဖြည့်ဖို့ရှိတယ်စာတင်ပေးတဲ့ဆရာမလည်းရှိတယ်အဲ့ဒါဖြည့်ချင်လားစိတ်ဝင်စားလားပေါ့နော်အဲဒီဒေါက်တာနန္ဒမာလာဘီဝန်သားရဲ့တရားလေးကိုပဲဖြည့်ရမယ်ဆိုပြီးတော့မိတ်ဆက်ပြီးတာဖြစ်တဲ့အတွက်ဒီတရားလေးနာပြီးတော့ဖြည့်ဖြည့်ခဲ့တာပါရှင့် ဆောင်ဝတ်မဖြစ်ဆိုခင်မှာတော့ဆရာတော်ကြီးဆရာထုတ်တဲ့ပြဋ္ဌာန်းစာအုပ်ကိုဖတ်တယ်ပြီးလို့ရှင်ဆရာတော်ရဲ့ဟောတရားလေးကိုနားထောင်တယ်နားထောင်ပြီးလို့ရှင်ပထမစာအုပ်နောက်ပြီးဟုတ်တရားပြကြလို့ရှင်စာအုပ်နဲ့ဟုတ်တရားနဲ့ကိုတိုက်ပြီးတော့နားထောင်တယ်ပြန်တတိယရင်တတိယတဲ့အချိန်တည်းမှာပြန်စဉ်းစားပြီးတော့မဒီစာကိုပြန်နှွှေးတဲ့သဘောမျိုးပေါ့အဲ့လိုမျိုးလေးနဲ့လေ့လာတယ်ရှင် အစတော့တော့နိုင်ယူဘူးတဲ့ဒါပေမဲ့ဒီလောက်ကြီးလေးလေးနက်နက်တော့မဟုတ်သေးဘူးဒီတူတာဓမ္မဒီပလိုမာကိုဖြေတော့မယ်ဆိုပြီးတော့ရည်ရွယ်ချက်တွေရှိလာပြီးဟိုတကယ်တမ်းလဲဒီလမ်းကြောင်းမလျှောက်လာပြီးဆိုတဲ့အချိန်ကျတော့ဆရာတော်ရဲ့တရားတွေကိုလေးလေးနက်နက်ပို့ပြီးနိုင်ယူဖြစ်တယ်နိုင်ယူတဲ့အချိန်မှာလဲခါတိုင်းထက်ကိုပို့ပြီးအာယုံဆိုင်ဖြစ်တယ်ရှင့် စိတ်အီးချောပေါက်များဆိုတဲ့ခေါင်းစဉ်ကိုတော့ကြိုက်တယ်။အဲဆိုကိုရီကဒီအသက်ဒီရမှာလှောက်ရှားနေတဲ့အချိန်မှာပေါ့နော်အမျိုးမျိုးသောစိတ်ဖိစီးမှုတွေရှိတယ်။အဲ့ဒီအချိန်မှာစိတ်ချောပေါက်မှားသွားမယ်ဆိုလို့ရှိရင်ဘဝတစ်ခုလုံးမှားသွားနိုင်တယ်ပေါ့နော်။လမ်းကြောင်းတွေလည်းမှားသွားနိုင်တာဖြစ်တဲ့အတွက်စိတ်ချောပေါက်ကိုဆရာတော်ကလမ်းပြထားတာဖြစ်တဲ့အတွက်ကျမတို့တို့ဂိုက်လိုင်းကောင်းကောင်းပေးနိုင်တယ်ပေါ့နော်။အဲ့တော့အဲ့ဒီတရားတော်လေးကိုအရန်တဘောကြပါလေရှင့်။ BA ရော MA ရော PhD ရောထိသွားဖို့ဇီးရွယ်ထားတဲ့ရှင့်အခွင့်တာမယ်ဆိုလို့ရှင်တော့ PhD ထိသွားချင်ပါလေရှင့် အာအများကြီးတွန်းအားပေးတယ်တငယ်ချင်းလေးကိုဆိုလို့ရှိရင်စောက်တွေဝယ်ပေးတယ်ပြရလို့ရှိရင်ဆောင်ပွဲဖြစ်ဖို့ drug guideline တွေပေးတယ် fountain ဖို့တွေ light လုပ်ပေးတယ်ဆောင်ပွဲအောင်တဲ့တငယ်ချင်းလေးဆိုလို့ရှိရင်အမတ်တရလေးပေါ့နော်အများကြီးမဟုတ်တော့အမတ်တရတခုခုဆိုတာလေးကိုပေးတယ်ရှင်အရန်လက်သွဲခေါ်တယ်ပေါ့နော်အဲ့လိုမျိုးရှင်ဒီလိုလာတဲ့ခီးစဉ်တခြားလုံးမှလည်းသစိမ့်စိမ့်နဲ့ပေါ့နော်ခန်းစားရတယ်ပြီးရင်ခုနဆရာတော်ဖျားရုပ်လည်းအပြင်မှာဖူးတွေးလိုက်ရတယ်ဆိုတော့အရန်ကိုဘာလည်းမှမတူတဲ့ PT ပေါ့နော်ဒီကြောင်းရုပ်ဝင်လာတဲ့ဆိုကြတဲ့အချိန်ကတည်းကခါတိုင်းထက်ကို PT တဲ့အချိန်မြင့်တယ်ဆရာတော်မြင်လိုက်တော့ပို့ပြီးတော့ဟွာဖြစ်တယ်အခုဆရာတော်ရဲ့ရေအောက်မှာဆိုခါကြတော့ ို့ပြီးတော့ပေါ့နော်အားရတဲ့ဂုံယူလဲကျင်းတတ်တယ်ဟိုယတနာ၃ပါးဆရာတော်ကြီးရောမိဘတွေရောအားလုံးရောကျေးဇူးတင်တယ်ရှင့်